စာရေးဆရာကြီးဆေရရဲ့မြတ်မမြတ်ပွင့်စာဓလေးဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်ရှေးစပီးယားတန်ရောက်လိုက်သလားအင်္ဂလိပ်စာပေတွင်အင်္ဂလိပ်ပြဆက်ရေးစာဆိုကြီးရှေးစပီးယားသည်ပြိုင်ပွဲမရှိနာမည်ကြီးသည့်ပြဇာတ်ကြီးပြဇာတ်ငယ်လင်္ကာကပြတေးတဲ့စသည်တို့မျှစွာရေးခဲ့သည် ပြဇာတ်များကိုရှေးဂရိတ်ရာဇဝင်ရောမရာဇဝင်ပြင်သစ်ရာဇဝင်အင်္ဂလိပ်ရာဇဝင်စသော ရာဇဝင်သပိုင်းများမှယူသည်ရေးလေသည်။အပိုက်တိုင်းပိုက်တိုင်းတွင် great ကျန်းကန်လာစကားလိုက်တင်ကျန်းကန်လာစကားများနှင့်မကင်းချေသို့ဖြစ်တော်လဲ Shakespeare ခုချသည်တန်ရောင်လိုက်သည်သူတော်ဝဤတပည့်ခံသည်ဟူ၍မဆွတ်ဆွဲနိုင်ချေစင်စင်အားဖြင့်စာမဖတ်ဘဲစာမရေးနိုင် စာမရေးနိုင်လင်စာရေးစရာမဖြစ်ချေစာရေးစရာစိတ်ပေါ်ခြင်းစာရေးစရာဖြစ်လာခြင်းဒီပင်စာဖတ်ရမှာအစဖြစ်လေသည်ဒါသွေးကြောင့်နှင့်စာကောင်း တေးတဲ့ကောင်းကောင်းတပုတ်ကိုဖက်ရရင်ကိုတိုင်းကတေးတဲ့ရေးလိုသောစိတ်ပေါ်လာသည်ဝိတုတပုတ်ကောင်းကောင်းဖက်ရရင်ကိုတိုင်းကဝိတုရေးခြင်းစိတ်ပေါ်လာသည်တေးတဲ့မဖက်ဘူးပဲလျက်တေးတဲ့ရေးသူဝိတုမဖက်ဘူးပဲလျက်ဝိတုရေးသူဟု၍မရှိနိုင်ကြတေးတဲ့ဖက်ဘူးတော်လဲတေးတဲ့မရေးသူဝိတုဖက်ဘူးတော်လဲဝိတုမရေးသူသာရှိကြသည်ကျွန်တော်တို့စာရေးစရာပေါက်စာကလေးဘွားတွင်ဆရာဆရာကြီးများရေးဆက်ကြသောတေးတဲ့များကိုဖက်ရှုနှိမ့်ချကြ၍ထိုဆရာကြီးများနီးတူ ပြံမြောက်သောတေးတက်များကိုရေးသားလိုကြလေသည် ပထမတေးတက်ကိုညံဆ၍ကြံကြတော့ဆက်ပုံးဆသောတေးတက်ရေနီနေသည်များကို ကြည့်၍ရေးကြသည်တေးတက်ရေနီနေသည်ရေးကမှားသည့်အတိုင်းအခမ်းမန်အောက်မှန်လင်းဆက်ရှိပိုက်ပြည်စုံကြပါ၏ရေနီတက်တက်နှင့်ဆင့်လင်းအပြစ်မတွေ့နိုင်ကြေသို့သောတေးတက်ကောင်တပုံးမှုကမဖြစ်ချေအရသာမရှိပော့ရှွတ်ရှွတ်နေ၏သူတစ်ပါးကြိုက်ဖို့ထားပြီးုံကိုစာကိုပင် ကိုမကြိုက်ချေဆရာဆရာကြီးများရေးခဲ့ကြသောတေးတက်များနှင့်ဆက်လင်း တေးတရားစာချင်းတဲ့အနီခွေးဝဲစားကိုခြားထားတဲ့ကဲ့သို့ထင်ရလေသည်။သို့နှင့်တေးတက်ဆရာကြီးများကိုကပ်၍မေးရာဆရာကြီးများကတေးတက်ဆန်ဤတည်ုံနဲ့တေးတက်ကောင်းမဖြစ်ဘူး။တေးတက်ဆိုတာမှာစကားသုံးကတမျိုးရှိသေးသည်။တေးတက်ကောင်းကောင်းရေးတဲ့ချင်းရင်တေးတက်တွေကိုများများဖတ်ပြီးဖတ်ရင်းလဲရေးဟုဆုံးမကြလေသည်။ထို့ဆုံးမမှန်ဤဆရာကြီးများ၏သွန်သင်ချက်အတိုင်းတေးတက်ကောင်းကောင်းတွေကိုများများဖတ် မှတ်တမ်းရာတွေကိုမှတ်၍တော်တော်လေးများအလေးချင်းရရှိလာမှလူထဲချပြဝင်သောတိတံများကိုရေးထိုင်လာကြသည်မိမြပင်ကောင်းသောဓာဖြစ်စီကမူဓာသွေးကြောက်ပေါ်သို့မတင်လင်ဓာသွားမထက်ဓာကောင်းတက်လက်မဖြစ်နိုင်ကိုပညာသည်ဓာနှင့်တူ၏စာသည်ဓာသွေးကြောက်နှင့်တူသည် ကိုပညာမိမြကောင်းသည်ဖြစ်စီအထက်ဘဝအဝီစီတိုင်အောင်အတွင်းနဲ့သည်မှန်စီစာဘတ်ချင်းသည်ဟူသောဓာသွေးကြောက်ပေါ်သို့မတင်ကစာကောင်းမဖြစ်နိုင်ကြောင်းသိအပ်လေသည်ပါတာပြန်မှု လူမျိုးတစ်မျိုး၏ကြီးပွားမှုမှာဘဝတုဒ္ဒပြည့်စုံကျွဲပွားမှုပေါ်၌တည်သည်ဘဝတုဒ္ဒပြည့်စုံကျွဲပွားမှုမှာမိမိတိုင်းဖြင့်ဘဝတုဒ္ဒများလောင်ဖြင့်သာလုံလောက်ခြင်းမရှိဘဲကဘာရရမဘဝတုဒ္ဒများကိုစုပေါင်းရရှိရန်လိုလေသည်ဤသို့ကဘာဒေတာရရမဘဝတုဒ္ဒများကိုရရှိရေးမှာလဲရှေးဦးစွာနိုင်ငံခြားဘာသာစကားများကိုတက်ကြွမှုထို့နောက်ဘာသာခြားစာပေများကိုမိမိဘာသာသို့အများဆုံးပြန်ဆိုနိုင်မှုပေါ်၌တည်လေသည်ထို့ကြောင့်စာပေဘာသာပြန်မှုသည် လူမျိုးတစ်မျိုး၏ကြီးပွားရေးတိုင်းမြင်မြအရေးကြီးသည်ကိုသိသာနိုင်ပေသည်။ပကံခိကပါတာပြန်မှုနိုင်ငံသားမှစာပေများကိုမြန်မာဘာသာသို့ပြန်ဆိုရေးသားခဲ့ကြသည်မှာပကံခိကပင်ဖြစ်လေသည်။ထိုခိကပကံပြည်သားရန်ရှင်လူတို့သည်ပါဠိဘာသာတက္ကရာဘာသာများကိုများစွာလေ့လာတတ်မြောက်ကြသဖြင့်ပါဠိဘာသာဖြင့်ကျမ်းဂန်များပြုစုခဲ့ကြရုံမျှမှာကပါဠိဘာသာတက္ကရာဘာသာကျမ်းဂန်များရှိအကြောင်းအရာတို့ကိုပြည်သူပြည်သားအလုံးတို့သည်မိမိတို့ဘာသာဖြင့် လွှမ်းလင်းတကူရယူဖတ်ရှုနိုင်ကြစေရန်မြန်မာဘာသာသို့လည်းများစွာပင်ပြန်ဆိုရေးသားထားခဲ့ကြပါသည်။ထိုကိမတာမီကမြန်မာဘာသာကိုနှုတ်ဖြင့်ပြောဟောမှုနိုင်သာအများအသုံးပြုလျက်ပုဂံခေရောက်၍ပါဠိကျမ်းဂန်များကိုမြန်မာဘာသာသို့ပြန်ဆိုရေးသားကြသည့်အခါတွင်မှမြန်မာဘာသာသည်နောက်စကားမှာစာစကားဖြစ်သူတို့ဘွားရောက်ရှိလာသည်ဟုပညာရှိတို့ယူဆကြလေသည်အကြောင်းကြောင့်ကိုထောက်လင်းထိုယူဆချက်သည်ဖန်တီဟုယူဆရန်ရှိပေသည်တို့လင်းဘာသာပြန်မှုသည်မြန်မာစကားကိုအထက်တန်းသို့ရအောင်ပို့ဆောင်ရ၌ မိမြကြီးမားစွာကျေးဇူးပြုခဲ့သည်ကိုသိတာပဲဒီထို့နောက်လည်းအစဉ်ဆက်အားဖြင့်ပါဠိဘာသာတက္ကရာဘာသာတို့အပြင်မြန်မာနိုင်ငံတွင်းရှိမွန်ဘာသာရှမ်းဘာသာတို့မှထိုက်တင်ရန်ရာတို့ကိုပြန်ဆိုခဲ့လေသည်တာငူခိဘာသာပြန်မှုထို့နောက်အင်္ဂလိပ်တက္ကရာ1500ကျော်တာငူခိတွင်မြန်မာနိုင်ငံသို့နောက်နိုင်ငံသားများရောက်ပေါက်လာကြလေသည်ရှေးဦးစွာပင်လယ်သမုဒ္ဒရာကြီးများကိုစွန့်စားဖြတ်တန်း၍ကမ္ဘာကိုလည်လည်စုံစမ်းသူများရောက်လာကြသည်။ယင်းနောက် ခီလန်စကန်အတော်တန်ပေါရောက်လာတော့ကကုတ်တယ်များရောက်လာကြနေသည်ထို့နောက်ယောမခရိယန်သာသနာပြုဆရာများရောက်လာကြ၏ဤသို့ကုလူဆက်ဆံမှုများပြားလာတော့က၎င်းတို့၏ဘာသာစကား၎င်းတို့၏စာပေများပါရှိလာကြသည်ဖြစ်ရာအထူးအဖြင့်မြန်မာနိုင်ငံတွင်စကန်းချ၍သာသနာပြုကြသောယောမခရိယန်ဆရာများကဘာသာတရားဟောပြောရေးအလို့ငါမြန်မာဘာသာကိုလေ့လာ၍၎င်းတို့အသုံးပြုသောအီတလီယန်ဘာသာပြင်သစ်ဘာသာလက်တင်ဘာသာများမှအကြောင်းအရာများကိုနှုတ်ဖြင့်ဟောပြောခြင်း ဘာသာပြန်ဆိုရေးသားပေးခြင်းပြုကြသည်မှာဓမ္မရာမင်းဖြစ်လေသည် သို့တော့မိများလောက်ဘာသာပြန်ဆိုသွားကြသည်ကတတ်တတ်ရရမသိရပေစရာယူတတန်နှင့်ဘာသာပြန်ဆိုမှုထို့နောက်အင်္ဂလိပ်တက္ကသိုလ်1833ခုနှစ်တွင်အမေရိကန်ပြည်မှနှင့်ကျင်းသာသနာပြုစရာစရာယူတတန်တို့မြန်မာပြည်ရန်ကုန်မြို့သို့လာရောက်သာသနာပြုလေသည်ထိုမှဆ၍အင်္ဂလိပ်ဘာသာမှမြန်မာဘာသာသို့ပြန်ဆိုရေးသားမှုများသည့်များစွာဖြစ်ထွန်းလာလေသည် ်ဆရာယူတတန်တို့မှာသာသနာပြုလာရောက်ကြသည်နှင့်အညီသာသနာနှင့်ပတ်သက်သောစာများကိုသာတိကထားရေးပါတာပြန်ဆိုရေးသားကြလေသည်သို့သောသာသနာပြုမှုအောင်မြင်ရေးအတွက်စာသင်ကျောင်းများတည်ထောင်ပေးကြရာထိုကျောင်းများတွင်အသုံးပြုရန်သာသနာရေးနှင့်မဆိုင်သောကမ္ဘာရာဇဝင်ကနန်းတင်ကြားပထဝီဝင်မြေတိုင်းပညာယောဂဗေဒကျမ်းမာရေးလောကရပညာစသည်တို့ကိုအတော်များများပါတာပြန်ဆိုပေးခဲ့ကြလေသည်အင်္ဂလိပ်ဘာသာမှသာလည်းမဟုတ်ဟိဘရူးဘာသာမှလည်းစာအုပ်တို့ဘာသာပြန်ခဲ့လေသည် ၎င်းမှာဓမ္မဟောင်းဓမ္မသစ်နှစ်ဆောင်တွဲဖြစ်သောခရိယံတမန်ကျမ်းစာကြီးပင်ဖြစ်လေသည်တောခေမတိုင်းမီနှစ်ပေါင်း200ကျော်လောက်ကပင်တမန်ကျမ်းကြီးကိုအင်္ဂလန်၌အင်္ဂလိပ်ဘာသာပြန်ဆို၍အသုံးပြုနေခဲ့ကြတော့လေဆရာယူတတန်သည်တမန်ကျမ်းကြီးကိုမြန်မာဘာသာသို့ပြန်ပြီးရှိသောအခါအင်္ဂလိပ်ဘာသာပြန်ကိုအသုံးမပြုဘဲမူလဖြစ်သောရှေးဟီဘရူးဘာသာဖြင့်ရှိသောကျမ်းရင်းမှမြန်မာဘာသာသို့ဓာတ်ရိုက်ပြန်ဆိုလေသည်ထို့ကြောင့်ထိုကျမ်းကိုအမည်တပ်ရ၌ဟေဘရဲ ဟေလတပါဠိတော်မှာမြတ်ဘာသာအားဖြင့်ဇာယုတတံအနှက်ပြန်၍ပုံနှိပ်သောဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းတိဟုသောသာဝရဘုရား၏တမန်ကျမ်းဟုဖော်ပြခဲ့လေသည်ဟီရူဟီပြဲဟီလာတာဆိုသည်မှာအတူတူဝင်ဖြစ်သည်ဥရောပတိုင်သားတို့၏ခေါ်ဂျူး၎င်းတို့ကိုရန်နှင့်အရှေ့တိုင်းသားများခေါ်ရဟူဒီယခုခေါ်အစ္စရေး၎င်းတို့၏ရှေ့နှစ်ပေါင်း2000ကျော်ကစကားဟောင်းဝင်ဖြစ်လေသည်ခုံယူဝဲရမြန်မာဆွေဆောင်ချံထို့နောက်မူကမြန်မာလူမျိုးများကိုရန်အင်္ဂလိပ်ဘာသာကိုကောင်းစွာ တက်ကြွန်းနားလေသူများပေါ်များလာလျက်ကမ္ဘာဘူသူတာများကိုမြန်မာနိုင်ငံသို့သွတ်သွင်းပြီးမှ တော်တော်မြည်ဟုသဘောပေါက်လာကြသည့်အလျောက် ်တင့်ရတင့်ရတို့ကိုဘာသာပြန်ခဲ့ကြလေသည် ထို့မှမူကားအင်္ဂလိပ်ဘာသာမှတဆင့်ရအပ်သောကမ္ဘာဗဟုသုတများကိုမြန်မာဘာသာသို့ပြန်ဆိုရေးသားမှုသည်တဆင့်ထက်တဆင့်တိုးတက်လာခဲ့ရာယခုမူကားဘာသာပြန်စာပေတင်းကြီးကဗဟုသုတရှိရှိသများတို့ကိုအင်တိုင်းအားတိုင်းပြန်ဆိုထုတ်ဝေပေးတည်သောအခြေသို့ကောင်းစွာဆက်ရောက်လာခဲ့လေသည်ထို့တင်းကြီးကကောင်းလို့ရရဗဟုသုတများကိုတုံးစီတုံးစီသာမကား တကဘာလုံး၏ဘုသူတပေါင်းချုပ်ကြီးဖြစ်သောဆွေစုံချန်းကြီးကိုပင်ရေးသားပြုစု၍အစမှအဆုံး၁၄ရက်အထိစီစဉ်ရိုင်းနှိပ်နေလေသည်ဤကဲ့သို့တိုင်းသားဘာသာဖြင့်ဤမြကြီးမသောဆွေစုံချန်းကြီးကိုပြုစုနေသည်မှာဂျပန်ပြည်မှတဘာအရှိတိုင်းများတွင်မြန်မာနိုင်ငံတော်သည်ပထမဆုံးဖြစ်သည်ဟုသိရှိရပေသည်ဂုံယူထိုင်သောလုပ်ငန်းကြီးဖြစ်လေသည်ထို့လျှင်ကမ္ဘာဘုသူတကိုမြန်မာဘာသာပြန်ဆိုမှု၌မြန်မာနိုင်ငံတော်အတွက်စိတ်ချရာပြီးတစ်နေ့ထက်တစ်နေ့တိုးတက်သွားရန်သာရှိပေတော်သည်မြမဘဟုတုတာနှင့်ကပါ သို့သောမြမဘဟုတုတကိုကဘာသို့ပြည့်ရန်လိုပေသည်သည်ဘဟုတုတဟုသည်မှာတဖက်တဲစီစဉ်နေ၍မဖြစ်ချေအပေးယူဆုံးဆန်းရှိမှတင့်လျော်လျောက်ပတ်သည်သူဘဟုတုတကိုကိုကယူသလိုကိုဘဟုတုတကိုလည်းသူကိုပြည့်ရန်တာဝန်ရှိပေသည်သူဘဟုတုတကိုကြည်ယူလျက်ကိုကပြန်၍မပေးသည်ရှိသောကိုအကြောင်းကိုသူမသိ၍ကိုကိုသူအထင်မှားဝယ်ထင်သေးဝယ်ရှိသည့်အပြင်ကဘာဘဟုတုတ၌လည်းတခွက်လန့်လျက်မပြည့်မစုံဖြစ်နေပေလိမ့်မည်ထို့ကြောင့် မြန်မာဘဟုသုတကိုကဘာတို့မိမြပေးပြီးပြီးမြန်မာဘာသာစာပေများကိုကဘာစာပေပြင်မိမြလောက်ပြန်ဆိုရေးသားပြီးဖြစ်သည်ကိုစစ်စေးကြည့်ရှုရန်လိုပေသည်မြန်မာဘာသာမှအင်္ဂလိပ်စသောဘာသာများသို့ပြန်ဆိုရေးသားခြင်းသည်အင်္ဂလိပ်စသောဘာသာများမှမြန်မာဘာသာသို့ပြန်ဆိုရေးသားခြင်းထက်နောက်မကျသည့်အပြင်အလင်းဦးသည်ဟူ၍ပင်ဆိုကောင်းဆိုနိုင်ပေလိမ့်မည်ဥရောပတိုက်သားများနှင့်မြန်မာနိုင်ငံသို့လက်မုံပထမရောက်ရှိလာသူမှာအီတလီပြည်ဘင်းနစ်မြို့သား night colony county ဖြစ်သည် ၎င်းသည်အင်္ဂလိပ်တက်ဂရစ်1435ခုနှစ်အင်းဝမိုးညင်းတို့မင်းလက်ထက်၌ရောက်ရှိလာသည်ထို့နောက်ပဂိုဟန်တာရီရှင်စောဘူးဓမ္မစီရူးလက်ထက်ရုရှားပြည်တော်မျိုးမှနီကီတင်အမည်ရှိသောရုရှားလူမျိုးကုံသက်တယောက်ထို့နောက်နက်စတီမီနီအမည်ရှိသောအီတလီလူမျိုးကုံသက်တယောက်ထို့နောက်ပါတီမာအမည်ရှိသောအီတလီလူမျိုးကုံသက်တယောက်ထို့နောက်ရက်ဖိုက်အမည်ရှိသောအင်္ဂလိပ်လူမျိုးကုံသက်တယောက်စသဖြင့်အသီးသီးလာရောက်ခဲ့ကြလေသည် ၎င်းတို့သည်မှတ်တမ်းများရေးသားထားခဲ့ကြတော့လဲတူတူတုတ်တုတ်အချင်းချုံများလောက်သာဖြစ်ကြသဖြင့်ဘာသာပြန်မှုတစုံတရာမရှိချေဗြဟ္မဆုံမြန်မာနိုင်ငံတော်အကြောင်းကိုကြမ်းတစာဖြစ်လာအောင် ကျယ်ဝင်းစွာပြုစုသူမှာအင်္ဂလိပ်သက်ကရေ1922ခုနှစ်ဆင်မျိုးရှင်မင်းတရားလက်ထက်အီတလီပြည်မှတညင်တို့လာရောက်သာသနာပြုသော ရောမသာသနာပြုပရင်ဂျီဖုန်းကြီးမန်တီကက်ဆာဆိုသူဖြစ်လေသည်တညင်မှအင်းဝနေပြီးတော့အရောက်သာသနာပြုရင်းမြန်မာနိုင်ငံအကြောင်းကိုလေ့လာသွားပြီးလင်အီတလီသို့ပြန်ရောက်ပြီးနောက်အင်္ဂလိပ်သက်ကရေ1984ခုနှစ်တွင်အင်းဝနေပဲခူးနိုင်ငံများအကြောင်းကို ပြင်သစ်ဘာသာဖြင့်ရေးသားထားခဲ့လေသည် ထိုးဆောင်မှုမှာနှစ်ပေါင်းများစွာကွဲပြောင်းနေပြီးမှ1950ပြည့်နှစ်တွင်ရောမမျိုး၌ဖရမဥစွာပုံနှိပ်ထုတ်ဝေသည်ကျွန်ုပ်တို့မှာပြင်းထန်ပါတာကိုမတက်ကြွမ်းသက်ဖြင့်စာအုပ်တွင်မှအကြောင်းအရာများကိုအတိအကျလေးလာခြင်းကမတက်နိုင်တော့လဲတတ်သမျှမှတ်သမျှနှင့်မာတိကာကိုကြည့်ရှုသုံးသပ်ရရင်မြန်မာဘာသာမှာအချို့ချို့သောအကြောင်းအရာများကိုထားရိုက်ပြန်ဆိုရေးသားခြင်းမဟုတ်စေကားမူအကျန်းအဖျင်ကဖော်ပြသွားသည်ဟုမှတ်ထင်ရလေသည်အကယ်၍မှတ်ထင်မိသည့်အတိုင်းဟုတ်မှန်လျှင်အင်္ဂလိပ်တက်ဂရိတ်1922ခုနှစ်နှင့် 1984ခုနှစ်အတွင်းနှင့်မြန်မာဘာသာမှဥရောပတိုက်သားဘာသာဖြင့်ပြန်ဆိုနေပြီဟုဆိုရန် ရှိလေသည်မြန်မာအကြောင်းရေးသောအီတလီရင်းသည့်နောက်အီတလီပြည်သားဘင်ဂျီဖုန်ဂျီစိန်ဂျာမနိုသည်အင်္ဂလိပ်တပ်ခရစ်1983ခုဘိုးတော်ပြားလက်ထက်မြန်မာနိုင်ငံသို့ရောက်လာ၍အင်းဝရင်15နှစ်ခန့်သာသနာပြုပြီးလင်း 1880ခုနှစ်တွင်အီတလီသို့ပြန်ရောက်သောအခါမြန်မာပြည်ချောင်းကိုစာအုပ်တော်ရေးသားလေသည်ထိုစာအုပ်ကို၎င်းကိုယ်တိုင်ပင်ပုံနှိပ်ထုတ်ဝေပြီးကျန်တော်လဲ1896ခုနှစ်တွင်နေဆာရာ၍အကျံအထမမြောက်ပဲစာမူသာကျွင့်ကြံရေးလေသည်ထိုစာမူမှာ15နှစ်ကျော်ခန့်တိမ်မြုပ်နေပြီးနောက်1833ခုနှစ်တွင်ရောမမျိုးရှိရှေ့တိုင်းစာပေဘာသာပြန်သင်ကအင်္ဂလိပ်ဘာသာဖြင့်ဘာသာပြန်ဆိုပြီးလင်ရောမမျိုးတွင်ပုံနှိပ်ထုတ်ဝေလေသည်ထိုနောက်1885ခုနှစ်တွင် ရန်ကုန်မြို့အစိုးရပုံနှိပ်တိုက်တွင်ဒုတိယကြိမ်1893ခုနှစ်တွင်လန်ဒန်မြို့ဝက်စ်မင်စတာတွင် တတိယကြိမ်1935ခုလောက်တွင်ရန်ကုန်မြို့၌စုထကြိမ်၄ကြိမ်တိုင်တိုင်ပုံနှိပ်ထုတ်ဝေခဲ့လေသည်ထို့ဆောင်၌မြမပါတာကျမ်းများမှပြန်ဆိုချက်များပါရှိလေသည်ဘိုးတော်ပြားလက်ထက်သာသနာပိုင်ဆရာတော်စီရင်ရေးသားသောသဗုဒ္ဓိဘာစာရန်မာယာဇွေမထုတ်နှုတ်ချက်များ မြန်မာဓမ္မသက်များမှဘာသာပြန်ဆိုချက်များကိုတွေ့ရသည် မာယာဇွေမှာဥက္ကလာယရာဇဝင်ကြီးပင်ဖြစ်ပေမည်မြန်မာဓမ္မသက်မှာမြည်သည့်ဓမ္မသက်မှာဖြစ်သည်ကိုအတိအကျမသိနိုင်တော့လဲအလောင်းပြားလက်ထက်ဝန္နဓမ္မကျော်ထင်အမတ်စီရင်ရေးသားသောရွှေမြင်းဓမ္မသက်ဖြစ်မည်ဟုယူဆကြလေသည်ဤစာများသည်အစောဆုံးဘာသာပြန်ဆိုချက်များဟုဆိုနိုင်ပေသည် ရင်းသီးနောက်တွင်မူကားပြောပလာသောဘာသာပြန်ဆိုချက်များကိုအင်္ဂလိပ်တက်ဂရိ1849ခုနှစ်ဒီမတွေ့မီချေထိုနှစ်တွင်မြန်မာဘာသာနှင့်ရှိနေသောမနုဓမ္မတတ်ကို D Richardson ဆိုသူအင်္ဂလိပ်ဘာသာသို့အစဆုံးပြန်ဆို၍မော်လမြန်မြို့တွင်ဆက်တင်ပုံနှိပ်လေသည်စီမဖြစ်မီကမြန်မာနိုင်ငံသူတေသနာတင်ပြီးတကတိုက်တွင်တောက်ရှိမှုသည်ဟုသိရသည်ထိုဘာသာပြန်ဆိုချက်ကိုရန်ကုန်မြို့ chief go high go တရားလွှတ်တော်များက ဗုဒ္ဓဘာသာမြန်မာမျိုးသားတို့၏ထုံးတမ်းဥပဒေဖြင့်အသုံးပြုသောကြောင့်ရန်ကုန်မြို့ဟန်တာရီပုံထိပ်တဲကစုရချင်းသည့်ရိုင်းနှိပ်ဖူးလေသည်ထို့နောက်လည်းမြန်မာဓမ္မသက်များကိုအစဉ်အဆက်ပင်အင်္ဂလိပ်ဘာသာသို့ပြန်ဆိုကြလေသည်ဗုဒ္ဓဝင်ကိုအင်္ဂလိပ်ဘာသာပြန်ဆိုသောခရီးယန်ဂိုင်းအုပ်ကြီး1852ခုနှစ်တွင်ရန်ကုန်မြို့ရှိခရီးယန်ဂိုင်းအုပ်ဘီရှော့ပီကန်တဲက မာလာလင်္ကာယဝိတုတော်ကြီးဟုအမည်တွင်သောမြန်မာဘာသာဗုဒ္ဓဝင်ကျမ်းကိုအင်္ဂလိပ်ဘာသာသို့ပြန်ဆိုရေးသားလေသည်၎င်းကိုရှေးဟူစွာစင်ကာပူမြို့၌ထုတ်ဝေသောဂျာနယ်တစ်စောင်တွင်ထည့်သွင်းပြီးနောက်1858ခုနှစ်တွင်တစ်ကြိမ်1866ခုနှစ်တွင်တစ်ကြိမ်ရန်ကုန်မြို့တွင်စာအုပ်ဖြင့်ရိုင်းနှီးထုတ်ဝေသည်ထို့နောက်ထိုစာအုပ်သည်ဥရောပတိုက်တွင်ပြန့်နှံ့ခြင်းမရှိသေး၍1880ပြည့်နှစ်တွင်လန်ဒန်မြို့မှနှစ်တွဲပြုလုပ်၍ထုတ်ဝေသည်1914ခုနှစ်တွင်နောက်တစ်ကြိမ်နှစ်တွဲကိုတစ်တွဲပြု၍ပုံနှိပ်ထုတ်ဝေပြန်လေသည် မင်းတို့မင်းတရားလက်ထက်မှစ၍ဒီဘောမင်းတရားနန်းကြသည့်အထိအင်္ဂလိပ်မြန်မာဆက်သွယ်မှုနိုင်ထင်ရှားသောကနက်စလေတင်သည်သူတတငွေတောင်ဆက်ကို1856ခုနှစ်တွင်အင်္ဂလိပ်ဘာသာသို့ပြန်လည်သည့်ထိုဆက်ကိုအင်္ဂလိပ်များမြန်မာနိုင်ငံအောက်ပိုင်းကိုတည်ယူစားကသုံးနိုင်ငံဝင်ရှင်တော်မင်းကြီးဖြစ်အုပ်ချုပ်မှုသည့်အပြင်အထက်မြန်မာမင်းနိုင်ငံ မန္တလေးရွှေမြို့တော်သို့တက်ရောက်၍အင်္ဂလိပ်မြန်မာကုသရေးဝေးစာချုပ်ကိုချုပ်ပူးသော left နှင့် General မရေးသား၍1898ခုနှစ်ကပုံနှိပ်သောမြန်မာပြည်ရှေ့ခေတ်နှင့်ယခုခေတ်အမည်ရှိသောစာအုပ်ပထမဒွဲတွင်ထည့်သွင်းပုံနှိပ်ထားလေသည်မြေသည့်ဆရာရေးသားသောပြဇက်ကဘာသာပြန်သည်ကိုမသိရခြင်းပြန်ဆိုပုံမှာစကားပြေမဟုတ်ပဲလင်္ကာဖြစ်လျက်အဆိုမိန်ခြင်းလေသည်မြန်မာမှအင်္ဂလိပ်ဘာသာပြန်ဆိုမှု ထို့နောက်အင်္ဂလိပ်တက္ကသိုလ်1890ကျော်လောက်တွင် မင်းပူဦးရောပါတာဆရာတော်စီရင်ရေးသားသောဝေဒန္တရာဇက်မဟာစန္ဒကဇက်များကိုပညာဝင်မစ္စတာဂော့ဆိုသူကအချင်းချုပ်၍ဖာသာပြန်သည်ထို့နောက်စာတော်ပြန်ဝင်တော့နှင့်ကပီးကြောက်စာဝင်တော့ဦးထွန်းညင်းကပကံပင်ရအင်းဝကြောက်စာများအစိုးရစာတော်ပြန်ဌာနကိဝင်မင်းကြီးစီရင်သော34ဆောင်တွဲဓမ္မသက်ကြီးဒေါက်တာမိုးရှမာကဝါခရုဓမ္မသက်ဥပိမောင်တင်နှင့်ဆရာကြီးလူးစတိုကမှန်တမ်းရာဇဝင်တော့ပကံအပိုင်းစသည်ဖြင့်ပြန်ဆိုကြလေသည် ရန်ကုန်တိုက်သူဘာမကကျုပ်ဒေါက်တာထင်အောင်က၎င်းစီရေးသားသောမြန်မာပြဆက်အကြောင်းတွင်ဒေဝကုံပန်ဆက်ပါပဟိန်ပြဆက်ဘဒုမပြဆက်ရေးတဲ့ပြဆက်တို့ကိုဆောင်းမဆုံးရာမဆက်မဟောဆက်ဝီဇီယဆက်ကောသလဆက်ဝေတန္တရာဆက်တထုံရာဆိုရင်ပြဆက်လူဝင်မောင်နှမပြဆက်သောမေသောဖေပြဇာမကောက်နှုတ်ချက်များကိုဘာသာပြန်ထားလေသည်စစ်ပြီးခင်နိုင်မှုကဝင်းကြီးချုပ်ဦးနုစင်ရေးသားသောလူမှုအောင်တန်ပြဆက်မြန်မာနိုင်ငံဂျပန်စစ်ရောက်သည့်ခေအကြောင်းဆောင်များကိုအင်္ဂလိပ်ဘာသာသို့ပြန်ဆိုရေးသားပြီးဖြစ်လေသည် ဤဘာသာပြန်ဆိုချက်များမှာပြောပလောက်သောစာအုပ်များဖြစ်ပြီးအခြားကဗျာဆောင်းပါဝိတုတို့စသောဘာသာပြန်ချက်များလည်းရှိပေသေးသည်ဤမြကအကြောင်းသင်၍တန်မှန်များရေးသားဖော်ပြခြင်းဖြစ်ပေသည်လိဟင်းနေသောအချက်ကဗဗဟုတုတကိုမြန်မာကရယူရန်မှာအထက်ကပြဆိုခဲ့သည့်အတိုင်းစိတ်ကြည်နက်လောက်အောင်လုပ်ငန်းများရှိနေပြီဖြစ်တော်လဲ မြမဘူသူရကိုကဘာကိုပေးရန်လုပ်ငန်းမှာမူကရှိတဲ့တလောက်မရှိသေးသည်ကိုတွေ့ရပေသည်မြမကကဘာကိုပေးရန်ပြရန်များစွာပင်ရှိပေသည်မြမဘာသာစကားဖြင့်ရှိနေသောပြုတ်ကပြားလင်ကများတချင်းဂီတများပိသူကာကျမ်းများဘပုကျမ်းများဓလိထုံစံနှင့်တက်ဆိုင်သောကျမ်းများရာဇဝင်သမိုင်းကျမ်းပြဇာစသည်တို့ဖြင့်များစွာပင်ရှိပေသည်ဤသည်မှာကျွန်ုပ်တို့၏လိဟင်နေသောအချက်တစ်ချက်ဖြစ်လေသည်စူးစားကြပါကုန်ဟုနှိုးစော်တိုက်တွန်းလိုက်ပါချောင်းကလောင်သွားနေမဟုတ်ဟင်ကား ျွန်တော်ဒီစာရေးဆရာတယောက်ဖြစ်သည်စာကိုရေးသည် တွေးကျင်ရာတွေးသည်သို့သောစာရေးဆရာတယောက်ဖြစ်သည်စာကိုရေးသည်တွေးကျင်ရာတွေးသည်ဆိုရုံနှင့်ကျွန်တော်၏ဘဝကိစ္စပြီးပြီလားဟုတွေးမိပေသည် လောကနိုင်လူတွေအများကြီးရှိသည်ကဘာဦးလူပေါ်စားကယခုထိမွေးလိုက်သေးလိုက်နဲ့လာခဲ့ကြသောလူအစုကိုမဆိုထားပြီးယခုကျွန်ုပ်တို့မျက်မှောက် မျက်မြင်ကဘာ၌ပင်လူပေါင်းတန်2000ကျော်ရှိသည်ကဘာဦးကစ၍ဖြစ်ခဲ့သောလူများကိုရေတွက်ရသောကနန်းလောက်မည်မဟုတ်ကင်းငါဝါလူတဲစုများရှိသည်ဟုသောအတင်းချေသဘောသို့ထည့်ရန်သာရှိပေတော်သည်ဘဝစစ်တမ်းလူတယောက် တဘွားဖြစ်သည်ကုံသွယ်လည်းလောက်ကအစာစာရေးစရာဆုံးမိမိဘဝလက်တင်ရာအလုပ်မျိုးမျိုးတို့ကိုလောက်ကြသည်စာရေးစရာကစာရေးသည်လက်သမားကလည်းလောက်သည်ဖုန်ကြီးကတရားကျင့်သည်ပညာရှိကတွေးတော်သည် ရှင်ပြန်ကမင်းပြူသည်တံငါကငားများသည်တကူကခိုးသည်ကပိုင်းတိုက်က၌သည် လောကအလုပ်ဘဝအလုပ်စသည်ဖြင့်ဆိုလိုက်ကြသည်ဒါပဲလားပြီးပြီလားဘာများရှိသေးတယ်လဲဟုတွေးတော်စရာတွေပေါ်၍လာလေသည်ဘဝကိုစစ်တမ်းထုတ်ရန်လိုသည်တထေကြီးငွေစုသည်ငွေရလင်ပြီးရောလား ဆိုင်ရေးဆရာစာကိုရေးသည်ဝိတုရေးသည် စာမားရေးသည်ကြပြာရေးသည်ကျမ်းပြုသည်အတွေ့အမျိုးမျိုးထုတ်သည်ဓာရွေရေးပြီးလင်ပြီးရော့လာကျွန်တော်တို့ဘာကိုလို၍ရေးကြသည်နိအသက်မွေးဝမ်းကြောင်းမှုငွေကိုလို၍ရေးသည်ဟုဆိုရန်ရှိသည်အကျော်သောအထင်ပေါ်တို့ဖြစ်လို၍ရေးသည်ဟုလည်းဆိုရန်ရှိသည်လမ်းငင်းဖို့မှာအမှန်ပေတကူငွေရမှအသက်ရှင်နိုင်မည်အကျော်သောရှိမှငွေရနိုင်မည်နာမည်မကြီးရင်ဘယ်လောက်ကောင်းသီစာဖြစ်စေဘယ်ပုံနှိပ်တိုက်ကမှလက်ခံမည်မဟုတ်ချေ ပုံနှိပ်တိုင်များကလက်ခံပြီးမရရင်ဘယ်ကမှတပြားတစ်ချက်ညနိုင်မည်မဟုတ်ချေဘယ်ကမှငွေမရရင်ဘယ်စံဆိုင်ဘယ်ငါးတဲ့ကမှစံတစုံငါးတစ်ပြေးမည်မဟုတ်ချေသမီးငယ်ပြီးတည်ယုံသားရှိပေမည်ထို့ကြောင့်အကျော်စောကိုရှာရသည်ငွေကိုရှာရသည် စာရေးဆရာမှတပားဖြစ်ကုန်သောလူတို့သည်လည်းထိုနည်းပင်ရှာရပေသည်သို့သောကျွန်တော်တို့မှာစာရေးဆရာဖြစ်၍စာရေးဆရာဘဝကိုသာသိသည်ဖြင့်ကိုယ့်ဘဝကိုသာကိုယ်စစ်တမ်းထုတ်နိုင်ပေမည်ဇေယဤဘဝစာရေးဆရာတယောက်နေနေ ျွန်တော်ဘဝကိုကျွန်တော်စစ်တမ်းထုတ်လို့ဒီကျွန်တော်ဘဝဆိုရနိုင်ဇေယျဤဘဝညာနာဤဘဝတက်တိုးဤဘဝတင့်တဲဤဘဝတော်ရာဆိုဤဘဝစသဖြင့်ထိုဘဝဤဘဝတိုလီမိုလီဘဝတွေကိုမဆိုလို့စာရေးစရာတယောက်ဤဘဝကိုသာဆိုလို့ပဲဒီကျွန်တော်ဒီအသက်20အရွယ်လောက်မှစ၍ယခုအထိနှစ်ပေါင်း30လောက်စာရေးခဲ့သည်ရှေးဥစွာဝိတ္ထုတွေရေးခဲ့သည်ကြိုကြကြိုကြတေးထက်80ဘောဒွေးကြိုးတစ်ဖြန်တန်ပေါက်များရေးခဲ့သည် ထမဆောင်ရေးသားသောဝိတုကိုမဂ္ဂဇင်းတစ်စောင်ထဲတွင်စာပုံနှိပ်တိုက်ဆက်လုံးကလေးများဖြင့်တွေ့ရသောအခါအတိုင်းမသိဝမ်းများများသည့်ထိုဝိတုကလေးအတွက်ညံပူဇော်က15ချက်ရသည် ထိုစဉ်က15ချက်ဆိုသောငွေသည်မနှဲလာပေလူတယောက်တစ်လအတွက်ဟိမကောင်းစေကမူထမင်းဝဝစားနိုင်လေသည်သို့သောကျွန်တော်အတွက်ထို15ချက်သည်ရတာအထူးမရှိစာရေးလက်ရခြင်းသာလင်ရတာဒူးကြီးဖြစ်နေလေသည်ထို15ချက်ကိုမျှလင်လဲကျွန်တော်ဤချိန်နှံ့မှုရတာသည်တစုံတရာဆုပ်ယုပ်ခြင်းရှိမည်မဟုတ်ချေ ငွေကလွဲ၍ဘာမှမရှိတဲ့တတ္တဝါကိုတတ်သေးခေါ်သည်ထို့နောက်ဇာယိဇရာဘဝသို့ခြေစုံပြစ်ဝင်လာသည်ကျွန်တော်ဇာယိဇရာပါပဲဆိုသည်ကိုဂုံယူသည် လောက၌ခြားလူတို့သည်ဇာယိဇရာအလုပ်ကိုအဖဲ့ကြောင့်မလုပ်ကြသည်နိကိုရထားသောဇာယိဇရာယာတုကလေးသည်ဘယင်ကံယာတုမင်းကြီးယာတုတတိကြီးယာတုငါးထောင်ဇာယာတုပြမကကောင်းသည်မြင့်မြတ်သည်ဂုံရှိသည်အတ္တိရှိသည်ဟုအထင်ရောက်လေသည်ပေ90ထိတ်ကတရုတ်ဆိုင်တွင်၃ပန်းနှင့်နှပြဖို့ထမင်းစားသည်၃ပြားတန်လက်ဖက်ရည်ကိုတောက်သွားလျာရာချေချင်းရှောက်ရည်နေရတော့လဲ ။သား9000နန်း cross lee ကားကြီးစီးသွားသောတထေးကြီးသည်ငှလာမှကိုမရှိငွေကလွဲ၍ဘာမှမရှိတဲ့တပ်တစ်ပါးကိုတထေးခေါ်သည်ဟု American တထေးကြီး Rockefeller ၏တန်ဝေကစကားကိုတွေးလျက်ဘဲတပ်တစ်ပါးဘာကောင်ကိုမှအထင်မကြီးအဖက်မတန်းဟုအထင်ရောက်ခဲ့လေသည်။ကလောင်ကလေးခြုံနှုံထက်တုံနေမနာညာမနာရေးခဲ့သည်အုံနောက်ထဲကစိတ်ကူးတွေရှန်တက်နေသည်ဖြင့်ကလောင်ကလေးတစ်ချောင်းနှင့်ရေးရသည်ပင်အမယ ဘယ်တစ်ချောင်းညာတစ်ချောင်းတစ်ချိန်နဲ့ရေးလိုက်ရရင်ကောက်မှာပဲဟုမချစ်မရဖြစ်မိလေသည်တကုံမန်ကစင်းတွင်၄နှစ်ခွဲများတလမပြရေးခဲ့ဤဈေးရသတင်းစာတွင်၉လလောက်တပတ်မပြအစမှအဆုံးလို့လို့တကူတဲ့ရေးခဲ့ဤ၎င်းတော်လန်ဒန်အက်မဂ္ဂဇင်းပီရိချပေါင်းမှဒူဝင်မဂ္ဂဇင်းဒူဝင်ချာနဲ့ရွှေသားဘုံမဂ္ဂဇင်းဝိတုမဂ္ဂဇင်းဝိတုပကြီးမဂ္ဂဇင်းစသည်တို့တွင်အဆက်မပြရေးခဲ့သည်တို့ပြင်ဂျားပေါက်တမတ်တန်သုံးမတ်တန်စသည်ဖြင့်လုံးရင်ဝိတုတိုရှင်များစွာတို့ကိုလည်းရေးခဲ့သည် လန်ဒန်အပ်ပြည်ထောင်ပါမစသောရုပ်ရှင်ကုမ္ပဏီများအတွက်ရုပ်ရှင်ဇာတ်လမ်းဇာတ်ညွှန်းများစွာတို့ကိုလည်းရေးခဲ့သည်။ဆိုရကထုတ်သောတကြီးကိစက်တွင်တပတ်လင်ဝိတုတို့ကလေးတစ်ပုဒ်ကပြာဆောင်မတစ်ပုဒ်ခေါင်းကြီးတို့ကလေးနှစ်ပုဒ်ကိုနိတိတိတပတ်မလတ်ရေးခဲ့သည်။တကြီးကစားတစ်ခုတည်းပင်စင်းကောင်းလေးဝိတုကလေး450ကြပြဆောင်ပါ450ခေါင်းကြီး900အလုံးသောပုတ်ရည်က1800လောက်ဖြစ်သည် အခြားရေးသားခဲ့သောဝိထုတို့ဝိထုရှင်ဆောင်းမသတင်းစာကောင်းကြီးတေးတက်ဒွေကျိုးတန်ပေါက်စသည်တို့ကိုမူကစရင်အတိကြကောက်ရမရနိုင်ပေအားလုံးပေါင်းလင်တော်တော်များပေလိမ့်မည်ပုတ်ရင်2000အောက်ရော့မည်မဟုတ်ချေဤမြကျွန်တော်တယောက်တည်းရေးသားခဲ့သည်အခြားမြမျိုးလွင်တင့်တဲ့တက်တိုးစသောစာရေးဆရာကြီးများသည်လည်းဤမြလောက်ပဲရေးကြပေလိမ့်မည်ဤမြရေးခဲ့ကြပေသည်ဘယ်စီဘယ်လန့်ဘယ်စကန်းကိုပြောခဲ့ကြသလဲယခုဘယ်ရောက်ကြပြီလဲဟူသောမိကွန်းကြီးများပေါ်ပေါက်လာပေသည်အချို့မှာ ရေးရလင်ပြီးရောငွေရလင်ပြီးရောနာမည်ကြီးလင်ပြီးရောဆိုသည့်သဘောများရှိကောင်းရှိပေလိမ့်မည်သို့သောအများအပြားကဤမန်းချက်တစ်ခုခု ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေရှိကြပေသည်ဆရာပီမိုးနှင်းဤကျေးဇူးကျွန်တော်တို့ဆရာပီမိုးနှင်းသည်နှစ်ပေါင်း20အစိတ်လောက်တနည်းမပြတ်ရေးခဲ့သည်ဝတ္ထုဆောင်မှကဗျာစသည်ဖြင့်သူမရေးသောစာဟု၍မရှိခဲ့ချေမြန်မာဘာသာနှင့်သာမဟုတ်အင်္ဂလိပ်ဘာသာနှင့်လည်းရေးသေး၏ဆရာကြီးရေးခဲ့သောစာများကိုစုပေါင်းရေးကြည့်နိုင်လျှင်တစ်ပင်ပေါင်းစုံနွယ်ပင်ရောခြုံပုတ်ပါရောထွေးနေသည့်တောကြီးတင်သာတူလေသည် ဤမြမြများရှုပ်ထွေးလာတော့လဲဆရာကြီးပီမိုနီရွေးချက်မှာမြန်မာစာကိုရှင်းရှင်းနဲ့ခန့်ခန့်ရေးသားနိုင်ရန်ဖြစ်ကြောင်းကောင်းကောင်းကြီးတွေ့နိုင်လေသည်အနောက်နိုင်ငံယူဆတွေ့ခေါ်များကိုမြန်မာများနားလည်စေရန်မြန်မာစာရိုးရိုးရှင်းရှင်းနဲ့ရေးသားနိုင်အောင်အားထုတ်ထားလေသည်ဘုရားကိုချီးလိုရင်းဘုရားဟုတိတိကျကျစကားတစ်လုံးနဲ့တိုက်ရိုက်ဆိုမှခြိုက်သည်ဘုံတော်၆စုံဂုံတော်နန္ဒစသဖြင့်ဘုရားဆိုသောစကားမရောက်မီရှေရှေဝေးဝေးကြီးစိုးနေလေမှခြိုက်ခြင်းပီမိုနီသည်စိတ်ကကြံရည် ဒီအတိုင်းလဲရိုးရိုးနဲ့ထိထိရရရေးသားလေသည်အင်္ဂလိပ်ဘာသာတတ်သူတို့ပင်နားလည်ရန်ခရင်သောအင်္ဂလိပ်ဘာသာကျမ်းများ၌လာသည့်ယူဆတွေးခေါ်များကိုမြန်မာစာတတ်တတ်စာတတ်ရုံများဖြင့်ဖတ်သူများနားလည်အောင်ရေးသည်မြန်မာစာပီပီတတ်တရှင်းရှင်းလင်းလင်းရှိလာသောကြောင့်ဆရာပီမိုနီစာများကိုဖတ်ရသူတို့မှာအင်္ဂလိပ်ဘာသာမှယူထားကြောင်းမရိပ်မိကြခြင်းဤရွယ်ချက်အတိုင်းလဲအောင်မြင်သင့်သလားအောင်မြင်လေသည်ယခုခေတ်စကားနည်းနည်းနှင့်ရှင်းရှင်းလင်းလင်းရှိလာသောမြန်မာစာမှာဆရာပီမိုနီကျေးဇူးများစွာပင်ပါဝင်လေသည် ဆာရေးဆရာနဲ့ရည်မှန်းချက်အင်္ဂလန်ပြည်တွင်လွန်ခဲ့သောနှစ်ပေါင်းတရာလဝီတိုရီယာပြည်မှာကြီးလက်ထက်အထင်အမြင်အတွေးခေါ်များခေတ်သစ်ဘက်သို့ပြောင်းဝင်စားအချိန်တွင်ပေါ်ထွန်းလာကြသောကာလိုင်းရက်စကင်မော်ရီဆာသောပညာရှိကြီးများရည်သားကြသည့်စာများမှာလည်းရည်မှန်းချက်များရှိသည်ကိုတွေ့ရပေသည်။သုံးစလုံးပင်ခေတ်သည်ကြီးတို့လှမ်းမြော်နေကြလေ။ချမ်းသာစင်ရန်အလွန်ကြွားချားလျက်ရှိသည်။ချမ်းသာသူများက ညစာတစ်ပွဲကိုငွေ6600တောင်ကုန်ခံ၍စနေကြရာစီးရဲသူများမှုကပေါမို့တော်ကလေးမှဝဝမစားရဖြစ်နေလေသည်ဤသို့မညီမမျဒူနှပိုင်းကွဲနေတော်လဲအားလုံးအယုံဆိုးလျက်ရှိကြသည်ချမ်းသာသူများမှငွေရဖို့ဇင်ကံဖို့လောက်နေအချိန်ကုန်နေစီးရဲသူများမှဝမ်းပိုက်ကလေးပြည့်ဖို့ရင်းနေအချိန်ကုန်နေလေသည်ဤလောကကြီးကနေပြောအောင်လုပ်ရမည်လောကကြီးနှလုံးမွေးလျော်ပျော်ဝဲရာလှပတင့်နေအောင်ပြုလုပ်ရမည်လောကကြီးဖြစ်စေရမည်ဟုမိသူများစိတ်မကူမိကြကြည် ချမ်းသာသူကလည်းချမ်းသာရင်းနိုင်နှင်မိုး၍စင်းရဲသူကလည်းစင်းရဲရင်းနိုင်နှင်မိုးလျက်အဝိစာအနေတိုင်းကအစအယုတ်စိုးစိုးနေနေကြရလေသည်အဆိုပါစာရေးစာကြီးသုံးမူကဤများနှင့်မတန်ရသည်ယုတ်စိုးသောဘွားကြီးသည်တဘာဝမကြလောကခင်းခြင်းနှင့်မကန့်ကြီးစင်းရဲချမ်းသာမရွေအလုံးအတွက်နှလုံးမွေးလျော်ပွဲရာ ဘဝကြီးဖြစ်ရမည်ဟုယူဆကြလေသည်ယူဆသည့်အတိုင်းလဲဝိထုတွေရေးသည်ဟောစာတွေရေးသည်ရာဇဝင်တွေရေးသည်ဇက်တွေရေးသည်ကြပြလင်္ကာတွေရေးသည်အမျိုးမျိုးရေးကြသည်သို့သော၎င်းတို့ရေးသည်များကိုတတ်ထုချကြည့်လင်ဤဘဝကြီးသည်စင်ရချမ်းသာမိမယောက်ျားလူတိုင်းဖိုးလှပါသောဘဝကြီးဖြစ်ရမည်နှလုံးမွေးလျော်ပျော်ဝဲရာဘဝကြီးဖြစ်ရမည်ဟုသောဤမှန်ချက်ကြီးသည်မြင်းညီညီတွင်အရာရိမြင့်ကြီးစီးစင်းတကဲ့သို့စင်စင်ကြီးထင်ရှားလျက်ရှိလေသည်ဤမှန်ချက်ဤအမြင်မှု ဤသို့ဤမှန်းချက်ထားခဲ့ကြသလောက်လည်းအာမြင်ခဲ့ကြလေသည် ထိုဆရာကြီးများခင်မတိုင်းမီကအင်္ဂလန်ပြည်တွင်အဝိစာအစဉ်ရမစာ၍အလုံးအယုတ်ဆိုးလေသည်သုံးရရင်ပြီးရောစားဝရင်ပြီးရောသဘောထားလည်းအယုတ်ဆိုးဆိုးတဲ့အတွင်မင်းနေထိုင်ခဲ့ကြလေသည်မင်းပြီးတော့ဘဝအယုတ်ဆိုးကြောင့်မသက်သာကြောင့်မသိကြကောင်းလင်လျက်ဖျား မကောင်းလင်းလျက်ဖျားဖျားပေါ်တွင်တာဝင်လုံးလုံးဖို့ချလျက်အယုတ်ဆိုးတဲ့မွေး၍အယုတ်ဆိုးတဲ့တေးကြလေသည်ထိုဆရာကြီးတို့ခေတ်သို့ရောက်သောအခါတွင်မူကား၎င်းတို့၏ဟောပြောရေးသားနှုတ်ဆော်မှုယဇုံကလေးရောင်းမကလေးမှစ၍လှလှပါပါပြုပြင်တုံးဆောင်လာခဲ့ကြရာမှယခုခေတ်တွင်နှလုံးမွေးလျော်ပျော်ဝယ်ရာဘဝအလှအချောကြီးကိုရကြပေသည်မိများလောက်ကွာချားသည်ကိုအင်္ဂလန်ပြည်ထိုခေတ်ကဆောင်များနှင့်ယနေ့ခေတ်ဆောင်များကိုနှိုင်းယှဉ်ကြည့်လင်ကောင်းစွာသိနိုင်ပေသည် ထိုခိကစာအုပ်များမှာဆက်ကူစိုးအဖုံစိုးစာလုံးစိုးများနဲ့ရိုင်းနှိပ်ထားသဖြင့်စာအုပ်ဆိုရကများဖြစ်ပေသည်ယခုခေတ်စာအုပ်များကဖတ်ရန်ကိုမဆိုထားပြီးကာယကများကြည်ရကများနဲ့ပင်အသိရရှိလာပေသည်အိမ်တွင်ဘီရိုတစ်လုံးနှင့်ထည့်ထားလိုက်ရင်ရွှေဖလားငွေဖလားရွှေပန်းကင်ငွေပန်းကင်များစီရင်ထားသည့်ထက်ပင်လှပပေသည်ကလောင်သွားတုံးယုံသား ဤသို့သောတက်တီတာရကများကိုကြည်လင်ကျွန်ုပ်တို့၏တသက်တာလုပ်ငန်းများ၌ရည်ရွယ်ချက်ရှိရမည်မှာထင်ရှားနေပေသည်။စားရလင်ပြီးရောငွေရလင်ပြီးရောအမိရလင်ပြီးရောစားရရလင်ပြီးရောဆိုသည့်သဘောမျိုးနှင့်အမှုမဲ့အမှန်မဲ့ရေးသားနေကြလင်အထောက်ရချိုးမနှက်ရှိခြင်းမည်ကလောင်သွားတုံယုံသားရှိကြမည်ဘဲခီးကိုမှရောက်ကြမည်မဟုတ်ချေလူဘဝအခြားလုပ်ငန်းများ၌စားရလင်ပြီးရောလုပ်ရလင်ပြီးရောသဘောမျိုးဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။ ။ဇာရေးဇာဝါနိုင်မှုကဤသို့မဖြစ်နိုင်ချေ။ရှေးပဝေသနီကစာရွက်ယခုအထိဇာရေးဇာတို့ထုံးစံတလေကဤသို့မဟုတ်ချေ။လူဘွားကိုတနီနီကအောင်ပြုပြင်ပြီးအယုတ်ဆိုးဘွားကြီးမှလှပသောဘွားကြီးတို့ပို့ဆောင်မိဟုသောဤရွယ်ချက်ကြွေးကြော်သံပါရှိလေသည်။ဤထုံးစံဥပဒေကိုယခုခေတ်ကျွန်တို့တို့ကလောင်စရာများလိုက်နာပါ၏လော။ကျွန်တော်နှစ်ပေါင်း30ကျော်မြရေးသားခဲ့သောစာများကိုပြန်၍စစ်ဆေးကြည့်မိသည်သွေးကြောဆန်းခဲ့သည်အစပြန်ကောက်ခဲ့သည်ဘယ်ဘက်သို့ဥလန်နေသည်တည်ချစွာမပြောနိုင်ချေ လူဘွားကောင်းအောင်မဖန်တီးနာရင်ကျွန်တော်တို့တာဝန်မကင်းကြကိုတာဝန်ကိုမသိရေးရရင်ပြီးရောပတ်စံရရင်ပြီးရောနာမည်ကြည့်ရင်ပြီးရောတာဝန်ကင်းသဘောထားကြလင်လက်ထဲကကလောင်ကလေးကိုလမ်းဘေးကအမိုက်ပုံတဲ့ပြစ်ထက်၍ဈေးတောင်ကောင်းရွက်မဟင်းကတထန်းနဲ့လမ်းတကာလဲ၍ရောင်းချင်းကပို၍တင့်မြတ်ပေးလိမ့်မည်ဤတွင်၍ကကျွန်တော်ရည်နေကြကလောင်သွားကိုကြည့်ရင်စဉ်းစားမိသောအချက်များသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ